ကျွန်တော်ရေးမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အပိတ်20ကိုပြန်လည်မျှဝေပြတော့မှာဖြစ်ပါတယ်ကျွန်တော်အရှိရောဗီဒီယိုမှာထိုင်စီ20တင်ပြထားပြီးပြီပေါ့နော်အလေထိုင်ကောတင်ပြထားပြီးပြီဖြစ်ပါတယ်ဒီအပိတ်20တခုကြံသွားတယ်ပေါ့နော်โอเคကျွန်တော်အပိတ်၅လုံးယူတယ်နီ20ကျွန်တော်နှမျိုးပေါ့နော်ဒီလိုလေးလာကြည့်အောင်လားခင်ဗျာဒီနှစ်စာကနေစာပြီးတော့လေးလာကြည့်မယ်ပေါ့နော်ဒီခွန်နဲ့ နင်းနဲ့တုံများပေါင်းနှစ်ပေါ့နော်ခုနှစ်နှစ်ပေါင်းကိုတီတုံများနဲ့ထပ်ပေါင်းတော့ကိုနဲ့တုံများနဲ့ပေါင်းရှင်900ရာတွေပေါ့နော်အဲဒါကြောင့်မို့အဲ့ဒီ9ကို9တညတင်းနေလို့တိုးပြီးရင်ဒီအနောက်ဆုံးကနှစ်ကိုနင်းနဲ့ထပ်ပေါင်းတော့၄ပေါ့နော်9တညတင်းနေလေးအပိတ်ရှိပြီးဖြစ်ပါတယ်โอเคနှစ်တညကိုပြီးတော့ခွန်ခွန်9ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီအပိတ်၅လုံးထဲက9အပိတ်ဖြစ်ပါတယ်ခွန်ခွန်9ပေါ့နော် ကိုအပိတ်ခွန်ခွန်ကိုโอเคတပန်းကျွန်တော်ဒီခွန်ခွန်ကိုတပင်ကနေနောက်ထပ်ခွန်သုံးများသုံးများတပင်ကိုဒီနည်းအတိုင်းပဲရှားပြီးလေ့လာကြည့်မယ်ပေါ့နော်ခွန်နဲ့ခွန်ပေါင်း၁၄လေးနဲ့၈ပေါင်းတာကစနစ်နေပဲကြီးမယ်ဒီအနောက်က၆နဲ့ထပ်ပေါင်းတာပေါ့နော်နင်းနဲ့၆နဲ့ပေါင်းရှင်းရှင်းရတဲ့အတွက်ကြောင့်မို့ရှေကိုတုံညာတိအဲ့ဒီတိကိုနင်းနဲ့ပေါင်းတော့တုံရှေကိုတုံညာတိတုံအပိ၅လုံးထက်ကခွန်တုံညာတုံညာဆိုတဲ့အတွက်ကြောင့်မို့ တုံညာအပိတ်ဖြစ်ပါတယ်တုံညာအပိတ်ခွန်တုံညာတုံညာပါနော်ဟုတ်ကဲ့နောက်ထပ်တစ်ပင်ဒီ9နဲ့ခွန်နဲ့ထပ်ပေါင်းရမှာပါနော်9ခွန်ပေါင်းတော့စနစ်အနောက်ဆုံးမှာဒီ၄နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်2နဲ့၄ပေါင်းရှင်း6ဆိုတဲ့အတွက်ကြောင့်မို့6ခွန်8 9 9ကို2နဲ့ပေါင်းတာ7 6ခွန်8 9အပိတ်9လုံးထဲက3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့9အပိတ်ဖြစ်ပါတယ်ခင်ဗျာ ခုနှစ်အပိတ်300နောက်ထပ်တစ်ပြင်ပါနော်ဒီ3နဲ့ခွန်ပေါင်းရှင်းရ30 78 10ပဲရေးမယ်ဒီအနောက်က6နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်10နဲ့6ပေါင်းတာ14ဖြစ်တဲ့အတွက်ကြောင့်မို့4 5 6 9ခွန်ကို2ပေါင်းတော့9 4569ခုအပိတ်မှာ694ဖြစ်ပါတယ်694လေးအပိတ်ဖြစ်ပါတယ်ခင်ဗျာ ့ကဲဒီမှာလေးအပိတ်ပေါ့နော်၄၅၆ခု၉ထဲကလေးအပိတ်ရှစ်ကိုလေးနောက်ထပ်တစ်ပြင်ပေါ့နော်ဒီ6နဲ့6ပေါင်းရှင်းဒီ16 6နဲ့9ပေါင်းရှင်း15ဖြစ်ပါလေ9ကိုဒီအနောက်က9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ9 9ပေါင်းရှင်း30ရာဒီအတွက်ကြောင့်မို့3ည3 3 3ကို2နဲ့ပေါင်းတာဆိုရင်9 3ည3 3 9အပိတ်မှာ963ဖြစ်ပါတယ်963 3အပိတ်ဖြစ်ပါတယ်ခင်ဗျာ 3အပိတ်963ပြီးရင်963တပင်ကနေ68တပင်ကိုဆက်ထပ်ပြီးတော့လေ့လာကြအောင်ပေါ့နော်။ဒါဆိုရင်9နဲ့6ပေါင်းတာက7အတိကိုခွန်ပေါင်းတော့6 8ကိုဒီအနောက်က9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။8နဲ့9ပေါင်းရှင်းဆက်ခွန်ဒါကြောင့်မို့အဲ့ဒီခွန်ကိုခွန်ရှိကိုတုံများလို့လေးလုံးတို့မယ်ပေါ့နော်ခွန်ရှိကိုတုံညာပြီးရင်နေနဲ့ထပ်ပေါင်းတာနဲ့ နောက်ထပ်ပြန်မှာက68ခုနှစ်ဆိုတဲ့အတွက်ခုနှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာโอเคတော့ကျွန်တော်ဒီ68ခုနှစ်ပြင်ကနေနိနိခုနှစ်ပြင်ကို ထပ်ပြီးတော့ဒီလိုလေ့လာကြည့်မယ်ပေါ့နော်ဒီ6နှစ်ကြိမ်ပေါင်းရှင်းဒီ7နှစ်ကို7နှစ်ပေါင်းရင်20ပြီးရင်ဒီ9နှစ်ထပ်ပေါင်းတာဆိုရင် ပေါင်းရှင်း20ခုပေါ့နော်ခုပဲရည်မယ်ခွန်ရှိကိုတုံများနှစ်အပိပဲထပ်ပြီးရတာဖြစ်ပါတယ်68ခွန်ပြီးတော့နိနိခွန်ပေါ့နော် ဒါကြောင့်မအဲ့ဒီမှာလေခုနှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာ Okay ကျွန်တော်နိနစ်ခွန်တပင်ကနေ388 8အပိတ်တပင်ကိုထပ်ပြီးလေ့လာခြင်းပဲဗောနော်နေ3လီက6ဒီမှာနေ့တစ်ကြိမ်ဆိုတော့6နဲ့နေပေါင်းရှင်8ဖြစ်ပါတယ်ရှိကို၃ညတဲ့တဲ့ကိုနေပေါင်းတာ၃ရှိကို၃ညတဲ့၃အပိုင်းမှာ၃ရှိရှိဖြစ်ပါတယ်၃ရှိရှိရှိအပိုင်းဖြစ်ပါတယ်ခင်ဗျာ โอเคကျွန်တော်388တပင်ကနေနောက်ထပ်339တပင်ကို ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်နေနဲ့ရှင်းပေါင်းရှင်းတဲ့စေဒီမှာ၃တလုံးရတယ်ဗောနပြီးရင်ဒီအနောက်မှာကတေဆိုတော့၃နဲ့တေပေါင်းရှင်းလေးလေး၅6ခွန်ခွန်ကိုနေနဲ့ထပ်ပေါင်းရှင်းဒီ၉လေး၅6ခွန်ကိုအပိတ်ထဲက၃၃၉ဆိုတဲ့အတွက်ကိုအပိတ်ဖြစ်ပါတယ်ကိုအပိတ်၃၃၉ နေနဲ့ဒီ၃ပေါင်းတာက9ပေါ့နော်ဒီနေနဲ့ထပ်ပေါင်းတာဆိုရင်ပေါင်းရှင်း900ရတယ်ပေါ့နော်ဒါကြောင့်မို့ခွန်ရှိကိုတုံညာနေအပိတ်9လုံးဖြစ်မယ်ပေါ့နော်အဲ့ဒီထဲက၃9နေဖြစ်ပါတယ်ဒါကြောင့်မို့နေအပိတ်ဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီ၃9နေတပင်ကနေဆက်တဲ့ချိန်အတွက်ဆိုရင်တော့ဒီ9 9ပေါင်း30 3 3နဲ့ဒီ10နဲ့ပေါင်းမှဆိုရင်3 10ပေါင်းရှင်းလဲရတဲ့အတွက် တွင်ရအရာ4960နှစ်ပေါ်တော့ကို4960အပိတ်စုပြီးဖြစ်ပါတယ်ခင်ဗျာမြခဲဒီတွင်ဒီဒီ9090ကနေပေါ့နော်အဲ့ဒီမှာကိုအပိတ်တုံညာအပိတ်ခွန်တုံညာတုံညာခုနှစ်အပိတ်300ခွန်ခွန်၄အပိတ်694ပေါ့နော်၃တလုံးအပိတ်563ခုနှစ်အပိတ်68ခွန်ခုနှစ်အပိတ်99ခွန်10အပိတ်388 93ညာ ်နှစ်3 5နှစ်ဒီတစ်ပတ်မှာတော့20အရာကျွန်တော်6 5 6 9အပိတ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်အပိတ်20ပါနော်0569099နှစ်ပေါင်းတာကို0569099အပိတ်ကကျွန်တော်ဆက်တဲ့ချိန်အတွက်20နံပါတ်1ဖြစ်ပါတယ်ပေါ့နော် โอเคถ้าพี่ดอนอกถ้าอภัยงาลง20นัมเบอร์นี่ก็เลยดูๆเลล่าจิ้มไปบ่เนาะอภัย20นัมเบอร์นี่ဖြစ်ပါတယ်ဒီညစ်တုံမြာကိုးတပင်ကနေခွန်ခွန်ကိုကိုးအပိတ်တပင်ကိုလေးလာကြည့်မယ်ဗောနောတုံမြာတင့်နေချိန်နစ်နင်းနေငါးပေါင်းတော့ခွန်ခွန်ရှက်ကိုးတုံမြာတိအပိတ်ဗောနောအဲ့ဒီမှာခွန်ခွန်ကိုးဖြစ်တဲ့အတွက်ကြောင့်မို့ကိုးအပိတ်ဖြစ်ပါတယ် ုအပိတ်ခွန်ခွန်ကိုပါနော်ဒီနေ့တမ်းပဲဒီအလဲထိုင်ခုနှစ်ကိုတစ်ချိန်ပြီးရင်ညသုံးထက်ကသုံးတလုံးကိုနှစ်ချိန်ပေါင်းပြီးရင်၅နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်โอเคဒါဆိုရင်ခွန်နဲ့သုံးပေါင်းခြင်းက30ပေါ့နော်3နဲ့ဒီ9နဲ့ပေါင်းခြင်း10ဖြစ်ပါတယ်ရှေကို3ည3နေအပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ပြေမှာခွန်3ည3ညဖြစ်ပါတယ်ဒါကြောင့်မို့3ညအပိတ် နောက်ထပ်ဒီအတုံညအလေရဲ့ဒီတစ်ကိုနှစ်ချိန်ပေါင်းပြီး9နှစ်ထပ်ပေါင်းမှာဖြစ်ပါတယ်တစ်နှစ်ချိန်ပေါင်းရှင်းကနှစ်နှစ်ကို9နှစ်ပေါင်းရှင်းက900ရာရဲ့အတွက်ကြောင့်မို့ခွန်ရှင်းကိုတုံညဒီအပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ပြေမှာက300ပေါ့နော်300ဆိုတဲ့အတွက်ကျွန်တော်အဲ့မှာ9နှစ်အပိတ်ဖြစ်ပါတယ် โอเคဒီခုနှစ်အလေရဲ့၃ညနဲ့ချိန်9နှစ်ထပ်ပေါင်းပါဆိုရင်ခွန်နဲ့၃ညနဲ့ပေါင်းခွန်ခွန်နဲ့9ပေါင်း7နှစ်နေ3 4 5 6အပိတ်ရမှာဖြစ်ပါတယ်6 9 4ပေါ့နော်6 9 4ဆိုတဲ့အတွက်4အပိတ်ဖြစ်ပါတယ်3ခွန်ခွန်ပြီးတော့6 9 4ဖြစ်ပါတယ်ခင်ဗျာโอเค6 9 4တပင်ကနေ9 6 3တပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော် ဒီလေးနှစ်ကြိမ်ပေါင်း၈၈၉ပေါင်းဆက်ခွန်ခွန်းနဲ့ဒီ၅ပေါင်းနာက၁၂နေရာတွေအတွက်ကြောင့်မို့နှစ်၃၄၅၆အပိတ်ပဲထပ်ပြီးရနေတာဖြစ်ပါတယ်ဗောနော်အဲ့ဒီနှစ်၃၄၅၆အပိတ်ထဲကနောက်ထပ်တစ်ပြည်မှာ၅၆၃ဆိုတဲ့အတွက်ကြောင့်မို့၃ဒလုံးအပိတ်ဖြစ်ပါတယ်โอเคဒီ၆ကတစ်ကြိမ်ဗောနော်အလေထိုင်963ဆိုတဲ့အတွက်6ကတစ်ကြိမ်3နှစ်မှာနှစ်ကို2ကြိမ်ပေါင်းပြီး9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ် နေ့နဲ့ကြိမ်ပေါင်း၄၄၅ပေါင်း၉၉၆ပေါင်း၅၅၆၇၈၉အပိတ်ဖြစ်ပါတယ်၆၈၇၀ဆိုတဲ့အတွက်ခုနှစ်အပိတ်အဲ့မှာခုနှစ်အပိတ်၆၈၇ဖြစ်ပါတယ်ဒီရှစ်မှာတစ်ကြိမ်၆နှစ်ကြိမ်ကို၅နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ၆နှစ်ကြိမ်၁နှစ်၈နဲ့ပေါင်းရင်၂၀25 56 89အပိတ်ပဲထပ်ပြီးရတာပေါ့နော်နောက်ထပ်တစ်ပိတ်မှာကနင်းနှစ်ခွန်ဖြစ်ပါတယ် ဒါကြောင့်မို့ခုနှစ်အပိုင်ပဲထပ်ပြီးဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ကျွန်တော်နိနိခွန်တပင်ကနေဒီအလဲထိုင်နေကိုတစ်ချိန်ငါးဝနှစ်ချိန်ပြီးငါးနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ငါးကနှစ်ချိန်တုံမြအဒီငါးရဲ့နေရပေါင်းတာခွန်ခွန်ရှိကိုတုံမြဒီအပိုင်ရမယ်ဗောနော်၃ရှိရှိဆိုတဲ့အတွက်အဲ့မှာရှိအပိုင်ဖြစ်ပါတယ် 388တပင်ကနေဒီ8အလေထင်ကို2ကျင်း6ကို2ကျင်းပြီးရင်9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။6နဲ့ကျင်းပေါင်း7နှစ်ကိုဒီ8နဲ့ပေါင်းရင်20 25 96ခု8ကိုအပိတ်ဖြစ်ပါတယ်။3တုံညာ9 9အပိတ်9အပိတ်ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ဒီတုံညာကို2ကျင်း8 9မှာ2ကျင်းပြီးရင်9 ခုနှစ်နဲ့ချိန်ပေါင်း၁၄၄၅ပေါင်း၉ဖြစ်တဲ့အတွက်ကြောင့်မို့၉၃၃၃အပိတ်ဖြစ်ပါတယ်၃၅၂ဆိုတဲ့အတွက်အဲ့မှာနေအပိတ်ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီ၁၇ချိန်အတွက်၃၅၂ဆိုတဲ့အတွက်၅ကိုတစ်ချိန်ဒီတုံညမှာနှစ်ချိန်၅နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်၅နဲ့၅ပေါင်းချင်း၃၀ဖြစ်တဲ့အတွက်၃ည၃၄အပိတ်ရမှာဖြစ်ပါတယ်ခင်ဗျာ ဒါကျွန်တော်တို့တွင်းနည်းအရာပေါ့နော်တွင်းနည်းအရာခွန်ခွန်ကိုကိုအပိတ်တုံညာခုနှစ်အပိတ်၄အပိတ်၃အပိတ်ခုနှစ်အပိတ်၆ရှိခွန်နည်းနည်းခွန်၃၈၈၃တုံညာကို၃၅၄တွင်းနည်းအရာဆက်တဲ့ချိန်မှာတုံညာ၁နည်း၃၄အပိတ်ရနေတယ်ပေါ့နော်ဒါဆိုရင်တွင်းနည်းနံပါတ်၁နဲ့တွင်းနည်းနံပါတ်၂ကျွန်တော်ပုံတူကနဲပါအပိတ်ဖြစ်မလဲပေါ့နော် โอเคနှစ်ပြင်စလုံးအပိတ်နေရာမှာဆိုရင်တော့ဒီနေ့တော့ဒီမှာ၄သလုံးပုံတူတယ်၅မပါဘူးပေါ့နော်ရှောင်းမပါဘူးခုနှစ်မပါဘူး၉မပါတဲ့အတွက်ကျွန်တော်ဒီမှာအပိတ်ပုံတူ၄သလုံးပဲရတယ်ပေါ့နော်၄အပိတ်ဖြစ်ပါတယ်၄လုံးပိန်လည်းရှိတယ်ပေါ့နော်၄လုံးပိန်လည်းရှိတယ်၄ဒီအပိတ်လားပေါ့နော်โอเคနောက်ထပ်အနေနဲ့ကျွန်တော်တနည်းနံပါတ်၃အပိတ်၃လုံးယူတယ်နေ့ကိုလည်းအထပ်မှညာဝေးပြီးတော့မှဖြစ်ပါတယ် โอเคအပိတ်သုံးလုံးကတော့ဒီနေ့မှာတစ်ချိန်လေးမှာတစ်ချိန်ခုနှစ်ခုနှစ်မှာတစ်ချိန်စီပေါ့နော်ဒါဆိုရင်နေ့နဲ့လေးပေါင်းချင်း6 6နဲ့ဒီခွန်ပေါင်း73 3နဲ့ခွန်ပေါင်း30ဆိုတဲ့အတွက်3ညာတင်းနေအပိတ်ယူမယ်ပေါ့နော်အဲ့ဒီ3ညာတင်းနေအပိတ်မှာခွန်3ညာ3ညာဖြစ်တဲ့အတွက်ကြောင့်မို့3ညာအပိတ်ဖြစ်ပါတယ်โอเคဒီခွန်ခွန်ခွန်3ညာ3ညာတပင်ကဒီ9ရက်7ရက်8ရက်9ရက်ပေါ့နော် ဒါဆိုရင်ဒီ9နှစ်ကြိမ်ပေါင်းခြင်းဒီ30ဖြစ်ပါတယ်8နှစ်ကြိမ်ပေါင်းတာက16ရာတဲ့အတွက်ကြောင့်မို့68အပိတ်3လုံးဖြစ်မယ်ပေါ့နော်300ဆိုတဲ့အတွက်9အပိတ်ဖြစ်ပါတယ်အဲ့မှာ9အပိတ်300ပေါ့နော်ဒီနေ့တန်ပဲ300တပင်ကနေဒီ9မှာတစ်ကြိမ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ6မှာတစ်ကြိမ်၊၃ညနဲ့၁နဲ့မှာတစ်ကြိမ်စီဆိုတော့၅နဲ့6ပေါင်း၁၁၊၁နဲ့၁ပေါင်းနေရတဲ့အတွက်ကြောင့်မို့ နေ၃လေးအပိတ်ဖြစ်ပါတယ်ချစ်၉လေးဆိုတဲ့အတွက်အလေးအပိတ်ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ဒီချစ်၉လေးကနေပါတော့ငါးလေးဆိုတဲ့အတွက်ငါးတစ်ကြိမ်ဒီခုနှစ်မှာတစ်ကြိမ်ငါးနဲ့၆နဲ့မှာတစ်ကြိမ်စီပေါင်းမယ်ပါတော့ငါးနဲ့ငါးပေါင်း၃၀ခုနှစ်၆ပေါင်း၃၃ဖြစ်တဲ့အတွက်၃လေးငါးအပိတ်ဖြစ်ပါတယ်9 6 3ဆိုတဲ့အတွက်3အပိတ်ဖြစ်တယ်ပေါ့နော်။ဟုတ်ကဲ့နောက်ထပ်တစ်ပြင်ဒီ3မှာတစ်ချိန်ပေါင်းမယ်ပေါ့နော်။ 963ကဒီ3နီးဆိုတဲ့အတွက်3တစ်ကြိမ်၄မှတစ်ကြိမ်309နဲ့9နဲ့မှတစ်ကြိမ်စီပေါင်းမယ်ပေါ့နော်3400ခွန်နဲ့9ပေါင်း16ရာတွေအတွက်ကြောင့်မို့68အပိတ်ရမှာဖြစ်ပါတယ်68ခွန်ဆိုတဲ့အတွက်ခုနှစ်အပိတ်ပေါ့နော်အဲဒီမှာ3လုံးအပြီးဖြစ်ပါတယ်3တစ်ကြိမ်1တစ်ကြိမ်6ရှောင်းမှတစ်ကြိမ်စီ3နဲ့1ပေါင်း4 4နဲ့6ပေါင်း10 6တလုံးကြံတဲ့အတွက်68အပိတ်ဖြစ်ပါတယ် နိနိခုနိဆိုတဲ့အတွက်ခုနိအပိဖြစ်ပါတယ်ခင်ဗျာနိနိခွန်တပင်ကဒီချစ်တဲ့ကြင်ယူမယ်ပြီးရင်လေးမှာတစ်ကြိမ်6နဲ့3ညနဲ့မှာတစ်ကြိမ်စီပေါင်းမှာဖြစ်ပါတယ်လေးနဲ့6ပေါင်းတဲ့ဆေး၈တလုံးရတဲ့အတွက်ချစ်ကို3ညအပိပေါ့နော်3ရှစ်ရှစ်ဆိုတဲ့အတွက်ရှစ်အပိဖြစ်ပါတယ်ခင်ဗျာ3ရှစ်ရှစ်တပင်ကဒီ3ည6ဆိုတဲ့အတွက်3ညမှာတစ်ကြိမ်1တစ်ကြိမ်6နဲ့2နဲ့မှာတစ်ကြိမ်စီပေါင်းမယ်ပေါ့နော် တဲ့6နဲ့1ပေါင်း8ရှင်းနဲ့1ပေါင်း9ဆိုတဲ့အတွက်9တုံများတဲ့အပိတ်မှာ3တုံများ9ဆိုတဲ့အတွက်9အပိတ်ဖြစ်ပါတယ်။ဒါပြန်ဒီ3တုံများ9တပင်က8တချိန်ပေါင်းမယ်။9မှာတချိန်ပေါင်းမယ်။3နဲ့1နဲ့မှာတချိန်စီပေါင်းမယ်ပေါ့နော်။ဒါဆိုရင်9နဲ့1ပေါင်း30 8 3ပေါင်း17ဆိုတဲ့အတွက်1နဲ့3အပိတ်ဖြစ်ပါတယ်။3 5နဲ့ဆိုတဲ့အတွက်2အပိတ်ဖြစ်ပါတယ်ခင်ဗျာ။ ဆက်တဲ့ချိန်အတွက်အဲ့ဒီအပိတ်သုံးလုံးဆိုရင်ပေါ့ဒီမြင့်မှာတစ်ချိန်ကိုသုံးမှာတစ်ချိန်လေးလေးမှာတစ်ချိန်စီပေါ့နော်လေးလေးပေါင်းရှစ်ရှင်းနဲ့နှစ်ပေါင်း30တုံးတလုံးကြံနေအတွက်ဒီဆက်တဲ့ချိန်မှာ3 4 5အပိတ်ဖြစ်ပါလေခင်ဗျာအဲဆိုရင်ဒီမှာတော့၄နဲ့၅နဲ့တူတယ်ပေါ့နော်ခုနကကျွန်တော်ပြပြလိုက်တဲ့20နံပါတ်နေနဲ့တက်ပြီးကြည့်အောင်ပေါ့နော်20အခုနံပါတ်3ကတော့345ဖြစ်ပါတယ်ခင်ဗျာ 3လေး5အပိဖြစ်မယ်ပေါ့နော်ဒါဆိုရင်23မျိုးစလုံးဆိုရင်တော့ကျွန်တော်၄အပိပုံတူဖြစ်ပါတယ်ခင်ဗျာဒါဒီ20အရာပေါ့နော်ပြန်လည်များမေ့ရှင်းတာဖြစ်ပါတယ်ခင်ဗျာဒီအပိ3လုံးကတော့ဒီ3များအပိခွန်3များ3များခုနှစ်အပိ3ခွန်ခွန်လေး6 9 4 3 5 6 3ပေါ့နော်ခုနှစ်6 8ခွန်โอเคဒီ ျွန်တော်တို့ဆက်တဲ့ချိန်မှာတော့35အပိတ်ဖြစ်ပါတယ်23မျိုးစလုံးပုံသူအနေနဲ့ဆိုရင်တော့၄အပိတ်ဖြစ်ပါတယ်ခင်ဗျာ